မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဗမောမျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီကာကင်းစခန်း၅ခုကို သိမ်းပိုက်ရရှိကာတရဲမှုနဲ့အဖွဲ့ကိုအရှင်ဖမ်းမိပြီးဖားကန့်ကိုထိုးစစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းတွေတေဆုံးမှုများပြပါပါတယ်။ ။ပဲခူးရုံးမမှာစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားကစစ်သားချို့အလံဖြူထောင်ချင်တွင်စစ်ကောင်စီဘက်ကလက်လက်ချသူတွေကိုလေရင်နဲ့လိုက်လံဘုံကျဲတဲ့တဲ့တင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်ဗမာမြို့သိန်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီရဲ့ကာဗင်စကန်၅ခုကိုထပ်မံသိမ်းပိုက်ရရှိကာစစ်တပ်ရဲ့တရင်မှုနဲ့အဖွဲ့ကိုအရှင်ဖမ်းဆီးရရှိခဲ့လို့ KIA သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အေဘယ်လာ25နှစ်ကနေစတင်ကဗမာမြို့သိန်းတိုက်ပွဲမှာ ပြန်လည်ပြင်းထန်လာခဲ့တာဖြစ်ပြီး KIA KPDF တပ်တွေကထိုးစစ်ကိုအရှိန်မြင့်တင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာစက္ကခ27ရဲ့ Kagan Scan 5ခုကို သိမ်းပိုင်ရရှိခဲ့တာဖြစ်ပြီးစစ်တပ်တရင်မှုနဲ့အဖွဲ့ကိုလည်းအရှိန်ဖမ်းဆီးရရှိခဲ့လို့လည်းသိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကနေစတဲ့ကဗမော်မြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက် KIA ဦးဆောင်တဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်ခဲ့ကာ ၅ရာနီးပါးကြာတဲ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့လည်းသိရပါဗါးအလားတူကချင်ပြည်နယ်ဖားကန်မြို့ကိုလည်းစစ်တပ်စစ်ကြောင်းတွေခြိတက်ထိုးစစ်ဆင်နေတာကြောင့် KIA ဦးဆောင်တဲ့တော်လဲတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်တပ်ဘက်ကအထိနာပြီးတေဆုံးထိခိုက်မှုများပြားခဲ့လို့လည်းသိရပါဗါးရှင် ဒီတကမှာတော့စကိုင်းမြို့နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့အင်အား90ပါတက်မှ33စစ်တပ်စစ်ကြောင်းကို တော်လန်တက်တွေကစုပေါင်းတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က25ဦးထက်မနည်းဟာသေဆုံးခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးဟာဖျော်ဖျဲနဲ့ထွက်ပြေးသွားတယ်လို့စကိုင်းမြို့နယ်အတွင်းကတော်လန်သတင်းမြစ်ကပြောပါရယ်ဧပြီလ25ရက်နေ့မှာစကိုင်းမြို့နယ်အတွင်းမင်းကုန်းနဲ့ဘဒူကြီးရဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို တော်လန်တတွေကတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်စစ်တပ်ကစစ်ကြောများစွာခွဲပြီးသခိုင်းမြုံနယ်အတွင်းကိုဝင်ရောက်နေတာဖြစ်ပြီးဧပြီလ25ရက်နေ့ကသခိုင်းမြုံနယ်အတွင်းတနေရာမှာအင်အား90ပါစစ်တပ်စစ်ကြောတစ်ခုလုံးကိုပြုတ်သွားတဲ့အထိတိုက်ခိုက်ခြေမုံနိုင်ခဲ့တယ်လို့တော်လန်တရင်မြစ်ကပြောပြပါတယ်အဲလိုစစ်ကြောတစ်ခုလုံးနှိပါပြုတ်အောင်ခြေမုံခံရတဲ့စစ်ကြောဟာ တမ်းမ33စစ်ကြောင်းဖြစ်ပြီးစစ်တပ်ဘက်က25ဦးထက်မနည်းဟာသေဆုံးခဲ့တယ်လို့လက်လက်ခရမ်းတွေလည်းတင်ဆက်ရရှိခဲ့လို့လည်းသိရပါတယ်အကြက်ဖက်စစ်ကောင်စီရဲ့တမ်းမ33စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံရမှာဒေသတော်လည်းတပ်ပေါင်းစုက စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးကျေးရ LPDF တွေပါပူးပေါင်းပါဝင်ခဲ့လို့လည်းသိရပါတယ်ရှင် ဒီတကမှာတော့ကရင်ပြည်နယ်ကြုံတုံးမြို့ကို KNL နဲ့မဟာမိတ်တွေကပိတ်ဆို့တိုက်ခိုက်မှုကြောင့်မူရီစေဝါနဲ့ချမ်းသာနေတဲ့ BJB ဘုံမောင်ဝင်းအောင်မိသားစုနဲ့တပ်ဖွဲ့တွေဟာမော်လမြိုင်နဲ့ဖန်ဘက်ကိုထွက်ပြေးတင်းရှောင်နေရလို့ဒေသတွင်းသတင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်ကြုံတုံးမြို့နယ်တဝိုက်မှာမူရီစေဝါလောင်ကစားဝိုင်းနဲ့ဂိတ်ထိုင်ငွေညှိမှုတွေကိုလှုပ်ဆောင်နေတဲ့ BJB ကရင်နယ်ကြားဆောင်တပ်ဖွဲ့ ဘုံမောင်ဝဲအောင်နဲ့ဆွေမျိုးမိသားစုတွေအပါဝင်တပ်ဖွဲ့ဝင်အင်အား90ခန့်ဟာမော်လမြိုင်မြို့နယ်ဖအံမြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ15ရက်က KNL မာမေပူပေါင်းတပ်တွေဟာကျုံတိုးကောက်ကွေလမ်းပိုင်းက BG ရဲ့ဘုံမောင်ဝဲအောင်ရဲ့ဂင်းရုံမူရီစေဝါဖြတ်တဲ့နေရာနဲ့ကုံကောင်းငွေတောင်းဂိတ်နေရာတွေဖြစ်တဲ့ လေးတိုင်ချောင်းပြနွားချံကုန်းဂိတ်တွေကိုတိုက်ခတ်သိမ်းပိုက်ဖျက်ဆီးလိုက်တဲ့အတွက်ဂိတ်တွေကိုစွန့်လွတ်ကာတပ်ဖွဲ့လိုက်ထွက်ပြေးတိမ်းရှောင်နေတာလည်းဖြစ်ပါတယ်။ကျုံတို့အခြေဆိုင် BGF တပ်ဖွဲ့ဘုံမောင်ဝင်းအောင်ဆိုသူဟာအရင်ကကျုံတို့မြို့မှာဆိုင်ကယ်အငှားမောင်းနေသူဖြစ်ပြီး KNU KNL PC ငင်းချင်းကောင်စီတပ်ဖွဲ့ကိုဝင်ရောက်ကာမူရီစေဝါပို့ဆောင်ရဝနေစဉ်တွင်စစ်ကောင်စီအရှိတောင်တိုင်းစစ်တနာချုပ်ကဖမ်းဆီးခဲ့ပေမဲ့ ငွေသိန်းညာကြီးလက်ထိုးကပြန်လဲလွတ်မြောက်လာခဲ့သူလည်းဖြစ်ပါတယ်။အိမ်နောက်လှိုင်းဘွဲ့မြို့နယ် BJ တပ်ဖွဲ့ကိုဗတ်ပြန်းဝင်ရောက်ရာကနေကျုံတို့မြို့ BJ ဖြစ်ဗတ်ငွေပေးကဘိုးအဆင့်ရာတို့ရယူကကျုံတို့မြို့နယ်ကြည်ရွာတွေမှာတရားဝင်လောင်ကစားခင်းရုံအာဝါဒေးပွဲမွေးရစီဝါဖြန့်ဖြူးရောင်းချမှုနဲ့တရားဝင်လုပ်ငန်းမျိုးစုံကိုလှုပ်ဆောင်နေသူလည်းဖြစ်ပါတယ်ရှင်။ ဘကောသတင်းတပုတ်ကိုကြည့်အောင်ပါဘကောတိုင်းမင်းလာမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှူးစိုးဝင်းကိုပြစ်ခတ်တိုက်ခတ်ရကနေပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့တာရီခန်တရင်38ညနှစ်ကတာဝန်ရှိသူတို့ကပြောပါရယ်ဧပြီလ26နေ့ညနေပိုင်းကမင်းလာမြို့နယ်အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှူးစိုးဝင်းကိုတာရီခန်တရင် ၃၈၃ညနှင့်တက်ခွဲသောတက်ခွဲနှင့်နဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တို့ပူးပေါင်းကကမ်းလန်ကုန်းရွာထိပ်လမ်းပေါ်မှာတနက်နဲ့၅ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခွဲမှုအတွင်းမှာအုတ်ချုပ်ရေးမှုစိုးဝင်းဟာပွဲချင်းပြီးတည်ဆုံးခဲ့တာ သူစီကနေလက်မြောင်တစ်ချောင်းငွေသား7000တောင်းဆိုင်ကတစီစီးတစိတ်တုံးတစ်ခုစစ်မှုထမ်းရမယ်အမည်စင်းပါဆော်ရွက်စတန်းတွေကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗါတယ်။တည်ဆုံသွားတဲ့အုတ်ချုပ်ရင်မှုဆိုဝင်ဟာစစ်မှုရန်ကြီးလို့ဆိုပြီးပြည်သူတွေစီကနေငွေကြေးအတင်းကျပ်ကောက်ခံတာစစ်မှုထမ်းဖို့အမည်စင်းပါသူတွေစီကနေငွေကြေးအဆမတန်တောင်းခံတာလူငယ်တွေကိုစစ်မှုထမ်းရအတင်းကျပ်ဆူဆောင်းတာ လူငယ်တွေကိုလက်ထောက်ချပေါ်တာဆွဲ ခိုင်းတာတွေကိုလှုပ်ဆောင်နေတဲ့အတွက်အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုဒ်ကတော့ဗကိုးတိုင်းမင်းလာမြို့နယ်ဗကိုးရိုးမှအတွင်းကနေတက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုနှစ်ရက်စစ်တပ်တက်ခတ်ရာကနေစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားပြီးစစ်သားတွေကအလံပြူထောင်လက်လက်ချလာတယ်လို့လည်းဒေသစစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ဧပြီလ23ရက်နေ့ကနေစတင်က မင်းလာမြို့နယ်ပဲခူးရုံးမှာအဆက်ကကြည့်ရတွေကိုလက်လက်ကြီးတွေနဲ့ပြစ်ခတ်ပြီးစစ်ကြောင်းထုံးနေတဲ့စစ်တပ်ကိုတော်လန်တပ်ဖွဲ့တွေကဧပြီလ26အနေနဲ့29ရက်တွေကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွေမှာအကြမ်းဖက်တပ်သားတွေထိခိုက်သေဆုံးမှုများပြားပြီးစစ်ကြောင်းတစ်ခုလုံးတက်ပြက်ပြီးထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။တော်လန်တပ်ဖွဲ့ဝင်တွေကလိုက်လံတိုက်ခိုက်နေရကြောင်းစစ်ကောင်စီတပ်သားအများစုဟာအလံမျိုးထောင်ကလက်လက်ချအလင်းဝင်မှုတွေရှိလာတယ်လို့လည်းသိရပါတယ်။ စစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြက်ပြီးလမ်းဒူထောင်ချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ဖက်ကတောက်လျှောက်ဆိုသလို MR35 တိုက်ခိုက်ရဟတ်ရင်နဲ့လိုက်လံဘုံကျဲပြစ်ခတ်တိုက်ခိုက်နေသလို Jet Fighter တွေလည်းအဆက်မပြတ်ပြန်ဝဲနေရလို့လည်းသိရပါဗျ။လက်ရှိအချိန်မှာကြောင်းရွာရွေးကုန်းခွက်မဆန်းပုံထောက်ကျပတ်တန်းဂန်းကော်ပင်ဥရုကញင်ပင် အင်ဂျင်ကုန်းနဲ့စမ်းတောင်ကွေးအုပ်စုတို့ကကြေးရပေါင်း20ကျော်မှတောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလုံးရာကို ထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ